အလိုအလုံးမင်္ဂလာခင်ဗျာဒီနေ့ကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့ကလေးကတော့ HN 6009လို့ခေါ်တယ်ကျွန်တော်တို့ဘိုးရှော့လို့လည်းရတယ်တင်းလို့လည်းရတယ်ကလေးပဲဖြစ်ပါတယ်သူကဒီဘက်ကအောက်ဘူးဒီဘက်ကအင်ဘူးပေါ့နော်ဒီကောင်ကြည့်မယ်ဆိုဒီမှာဒီကောင်ကအင်တာနှလုံးပါပါတယ်ကျွန်တော်အနည်းဆုံးဘိုးကိုကျွန်တော်5ဘိုးထားထားပါတယ်နော်ပါဝါဆပ်ပလိုက်မှာ5ဘိုးထားထားတယ်အဲ့တော့သူ့ကိုကျွန်တော်5ဘိုးကျွေးကြည့်မယ်ကျွေးကြည့်ပြီးတော့ကျွန်တော်ဘိုးမြင့်ကြည့်ပါမယ်5ဘိုးကနေကျွန်တော်12ဘိုးအရင်မြင့်ကြည့်ပါမယ်နော် Okay ဒီမှာသူ့ကိုကျွန်တော် file ပို့ထားပါတယ်အဲ့တော့ကျွန်တော်ဝင်ပို့လေးလေးတစ်ချက်တိုင်းကြမယ်တစ်ချက်ဒီမှာကြည့်လို့ရအောင်နော်โอเควินโดว์5.4ปูปูเนาะ5.4ปูကျွန်တော်ဒါဘိုးလေးလေးတင်ကြည့်မယ်เนาะအဲစတော့တပတ်ကိုထောက်ဘာကိုထောက်โอเค ဟွန်းဘယ်ကျွန်တော်ဒီမှာထောက်ထားပါတယ်နော်အဲသူအထွက်မှာတော့သူထွက်မှာမမီသေးဘူးထွက်မှာတော့သူ73ဘုတ်ထွက်နေတယ်နော်73ဘုတ်ကိုကျွန်တော်ဆက်ကြည့်လိုက်မယ်တင်ကြည့်လိုက်မယ်မမီးကြီးဖြစ်နေ Okay 73ဘုတ်ဒါကျွန်တော်ညာဘက်ကိုလှည့်ချလိုက်မယ်ညာဘက်ကိုလှည့်လျှော့တာပေါ့နော်ဒီကျွန်တော်တင်ကြည့်လိုက်မယ် Okay တင်ကြည့်လိုက်မယ်ကျွန်တော်ဘယ်လောက်ထိတင်ရမလဲဆိုတော့72ဘုတ်ကျော်သွားပြီအဲကျွန်တော်12.7ပဲထားလိုက်မယ်နော်12.7ပဲထားလိုက်မယ်အဲ့တော့ကျွန်တော်တို့က မအဝင်5ဘူကနေပြီးတော့ထွက်12ဘူ12.0ဘူဖြစ်ချင်ရင်ဒီကက်ကလေးကိုအသုံးပြုလို့ရပါတယ်ဒါပိုးမြင့်တဲ့အနေနဲ့အသုံးပြုမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဒါ5.4ဒီမှာဆိုလို့ရှိရင်ဒါ12.0ပေါ့เนาะโอเคအဲ့တော့ကျွန်တော်ဘိုးကိုနည်းနည်းထပ်တင်ကြည့်မယ်ပေါ့เนาะဒီဘိုးကိုထပ်တင်ကြည့်တဲ့အခါမှာဘိုးအဝင်အဝင်ပြောင်းသွားလာပေါ့เนาะဒီကောင်ဘိုးကတော့နည်းနည်းလေးတော်တော်လှည့်ရပါတယ် โอเคအဲ့တော့ကြက်ကဲ့ရဲ့ဝင်ကိုကျွန်တော်ဒီမှာဆက်နှပ်ဖို့တွေးလိုက်ပါတယ်โอเคကဲ့ဝင်မှာဒါစနစ်တသမနှစ်ပေါ့เนาะโอเคအဖို့အောက်ဖို့ကျွန်တော်တိုင်းကြည့်မယ်โอเคအောက်ဖို့မှာအဲအရင်ကြီးတို့ပြောင်းလဲသွားခြင်းမရှိဘူးเนาะ input board တွေ့လဲ output board တွေကမတွေ့တော့ပါဘူးเนาะဆိုတော့ကျွန်တော် input board တွေကိုကျွန်တော်24ဘုတ်ထားကြည့်မယ်เนาะโอเคဒါဒါ input board တွေเนาะအဲ့ဒါကိုကျွန်တော်24ဘုတ်ထားမယ် โอเคအဲ့တော့ကျွန်တော် info board တွေကိုကျွန်တော်22ဘူတီထားထားပါတယ်22ဘူတီထားရတဲ့အချိန်မှာဟိုဘယ်နှဘူထွက်လဲကျွန်တော်တိုင်းပြပေးပါမယ်ခင်ဗျာโอเคဒီမှာ info board တွေဒါကျွန်တော်22ဘူเนาะတွေ့ပါတယ်เนาะအဲ့တော့ဆိုလို့ရှိရင်ဒါကျွန်တော်ဒီမှာ output board တွေကိုထောက်ကြည့်မယ် ကိုအပူပူရိကပြောင်းလဲသွားခြင်းမရှိဘူးပေါ့နော်အဲ့တော့သူကအင်ပူပူရိကိုသူကကျွန်တော်တို့5ပူကနေ32ပူအထိရတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်32ပူအထိတင်လိုက်ပါမယ်ဒီကောင်ကနည်းနည်းတင်ရတာကြာလို့ကျွန်တော်ဗီဒီယိုလေးထည့်မှပေးတာပဲဖြစ်ပါတယ်โอเคကျွန်တော်အခုဆိုတာ32ပူအထိတင်ထားတယ်ကျွန်တော်အဝင်ရောင်းလေးတစ်ချက်တိုင်းပြပါမယ်နော်ဒီမှာဒါအဝင်မှာဆိုလို့ရှိရင် အဲ့ဒါ30နဲ့2ပို့နော်အထွက်ကိုကျွန်တော်တစ်ချက်တန်းကြည့်မယ် Okay နော်12.5ပဲနော်အဲ့တော့ကျွန်တော်တို့ကဘာလို့သုံးရမလဲဆိုတော့ဘိုးကကျွန်တော်တို့ဘိုးလျှော့ခြင်းတဲ့နေရာတွေမှာသုံးတာပိုကောင်းပါတယ်ဆိုတော့ solar charge ကျွန်တော်တို့ charging အနေနဲ့ကတော့ solar charging အနေနဲ့ကတော့သုံးရင်တော့ ambient နည်းပါတယ်ကျွန်တော်စမ်းကြည့်သော်ဆိုရင်အဲ့လောက် charging အဝင်မကောင်းဘူးပေါ့နော်ဆိုတော့ဘိုးမြင့်တဲ့နေရာတွေဘိုးလျှော့တဲ့နေရာတွေမှာပဲသုံးတာပိုကောင်းပါတယ်နော်ဘိုးတင့်တော့ပါတယ်ဆိုတော့ तू က ျွန်တော်အောက်ဘိုးဘိုးတွေက1 2ဘိုးကနေကျွန်တော်35ဘိုး35ဘိုးပြင်2ဘိုးလောက်ထိရှော့လို့ရှော့လို့ရတယ်ပေါ့နော်အောက်ဘိုးဘိုးတွေဆိုတော့ကျွန်တော်32ဘိုးအင်ဘိုးဘိုးတွေပေးထားမယ်အောက်ဘိုးဘိုးတွေဘယ်လောက်ထိရှော့လို့ရလဲဆိုတော့ကျွန်တော်ရှော့ကြည့်မှာပေါ့နော်လက်နဲ့ကားနေမှာမမြင်ရမှာဆိုလို့โอเคကျွန်တော်5ဘိုးလောက်ထိရှော့လိုက်မယ်နော် ေးဒီမှာ12ဘုထားပါတယ်အင်ပူပူတွေက32ဘုအောက်ပူပူတွေကိုကျွန်တော်ဘယ်လောက်ထိရှော့မလဲဆိုတော့ဝေဒါတင်မှာဒီဘက်ကိုပြန်လှည့်မယ်နော်ရှော့လိုက်ပြီတော်နေတဲ့သူအပိုက်ကြီးမိအောင်တော့လှည့်ရတယ်နော်လှည့်ပြီးတော့မှမြန်တာပါနော်5ဘုထိရမယ်ဒီကနေ့လှုပ်မြန်လှုပ်ရှိရင်တော့အဲ့အဲ့လောက်ရှော့လို့မကောင်းပါဘူးခေးဒါဘိုးနေနေနေရမှာပဲသုံးမှာပဲဖြစ်ပါတယ်ဆိုတော့2ဘုဒီပါโอเคโอเค3ဘုလောက်ထိရတယ်ပေါ့နော် ဆိုတော့2ဘိုးလောက်ထိရပါမယ်နော်ဒီလောက်တော့တိတ်ပြီးတော့ထပ်မလျှော့တော့ဘူးဒါက input ဘိုးတွေက32ဘိုးအောက်ဘိုးတွေကဒါ2ဘိုးထိရတယ်ပေါ့နော်โอเคကျွန်တော်တော့ပြန်တင်လိုက်အောင်โอเคအဲ့တော့ဘိုးတွေကိုဒါ ampere အနေနဲ့ဒီကောင်ကကျွန်တော်တို့4 ampere လောက်ထိအသုံးပြုနိုင်ပါတယ်အဲ့တော့ကိုကလိုရင်းလိုသလိုဒီကောင်ကိုချိန်ပြီးတော့အသုံးပြုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအပေါင်းနှုတ်မှားတာတို့ view site ပါ